SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Story Channel ကနေပြီးပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့2003ခုနှစ်တုန်းကထွက်ရှိထားပြီးတော့မင်းသား Van Dam အဓိက ပါဝင်ထားတဲ့ In Hell လို့နာမည်ရတဲ့ဇာကားကောင်းလေးကို recap နေတဲ့တိဆက်ပေးဖို့ရွေးချယ်ပေးထားပါရစေအမေရိကန်နိုင်ငံသားလူရိုးလူဝေးလေးအင်ဂျင်နီယာတမားတဦးရဲ့ခြေကွဲပွဲဘဝနဲ့ငရဲလူထောင်ထဲကနေပြီးတော့လဆားချေဖို့ဘလို့အရာတွေကသူ့ကိုစိတ်သက်မာကြောလာစေပြီးဘလို့မျိုးကြိုးပမ်းခဲ့ရတယ်လဲဆိုတာကို ဝင်တူတူလိုက်ပါခံစားကြည့်ရှုလိုက်ကြအောင်ပါဟုတ်ကဲ့ပါကျွန်တော်ကတော့ SK Story ကပေးနိုင်တဲ့ဆက်သူရှိန်းသူပဲဖြစ်ပါရီစလိုင်းရဆောင်မှာတော့အမေရိကန်နိုင်ငံသားအင်ဂျင်နီယာလောက်သမားတဦးဖြစ်တဲ့ဂိုင်းဆိုတဲ့သူကိုတွေ့ရမှာဖြစ်ပါရီသူကတိမ်မွေ့ပြီးတော့ငြင်းငြမ်းစွာနေထိုင်တတ်သူပါအလုတ်တဘောရရုရှားနိုင်ငံမှာလာရောက်လုတ်ကင်နေရပါ ಡಿ သူ့လုတ်ကမျိုးနဲ့ခီးသွားလာရတာတွေများတော့ ဇနီးပြည်သူနဲ့အတူနေရတဲ့အချိန်ကလည်းနေပါပါရီဒီနေ့မှာတော့ခိုင်းအိမ်မြန်လာမယ့်နေ့ကိုရောက်လာခဲ့ပါပြီဇနီးပြည်သူကလည်းခိုင်းပြန်လာမှာမလို့အရန်ပျော်ပြီးတော့အင်အိုတန်ရှင်းဘာညာလုပ်ပြီးတော့အစားအသောက်တွေပြင်ဆင်ထားပါရီခိုင်းကလည်းကာမောင်ကြီးနဲ့ဇနီးပြည်သူနဲ့ဖုန်းပြောနေပါရီအဲ့လိုပြောရွှင်နေတဲ့အချိန်မှာပဲသူတို့အိမ်ထဲကိုလူသေးတူရောက်လာပြီးတော့ခိုင်းရဲ့ဇနီးကိုဆွဲလာရန်လာလုံနေခဲ့ပြီးတော့တက်ပြစ်ဖို့ကြိုးစားနေခဲ့ပါရီဖုန်းနဲ့ကနေပြီးတော့ဇနီးပြည်သူရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတဲ့ခိုင်းကတခုခုမားနေပြီဆိုတာကိုသိရနေအင်အိုအမြန်ဆုံးရအောင်မိုင်းကုံမောင်းကပြန်လာခဲ့ပါရီ ိမ်ဝင်ရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကခိုင်းကိုပြိုလဲကျသွားစေခဲ့ပါ रे သူ့ရဲ့ချက်လာစွာသောဇနီးလေးဟာလူဆိုးရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရပါပြီခိုင်းတယောက်ဇနီးတဲ့အတွက်ငိုကြွေးနေတုန်းအိမ်ထဲမှာပုံနေတဲ့လူဆိုးကသူ့ကိုရိုက်လိုက်ပြီးတော့အပြင်ကိုထွက်ပြေးသွားခဲ့ပါ रे ခိုင်းကရိုက်ခတ်လိုက်ရပေမဲ့ဇနီးလည်းမသွားဘဲနဲ့လူဆိုးနောက်ကိုပြေးလိုက်သွားခဲ့ပါ रे အဲဒီအချိန်မှာပဲလူဆိုးကလမ်းပေါ်ကဖြတ်သွားတဲ့ဘက်ကားပေါ်ပြေးတက်သွားပါ रे ခိုင်းကကားကိုတားပြီးတော့လူဆိုးကိုဖမ်းဖို့ကားပေါ်တက်ကတိုက်ခိုက်ပါ रे ဒါမဲ့ခိုင်းကတခါမှရံပစ်ဘူးသူမဟုတ်တော့လူဆိုးကိုမနိုင်ပါဘူး ဒေါသချိန်နဲ့ပဲအတင်းဖမ်းဖို့စူးစမ်းနေရိုးရဲတွေရောက်လာကြပါလိမ့်။ဒါပေမဲ့မမျောလင့်ထားတာကရဲတွေကလူစိုးလွတ်ပေးပြီးတော့ခိုင်းဖို့ပဲဖမ်းသွားခဲ့တာပါ။ခိုင်းဟာသူဇနီးတဲ့ကိုတတ်သွားတဲ့လူစိုးထွက်ပြေးနေကြအောင်အော်ပြောပေမဲ့ရဲတွေကနားမထောင်ပါဘူး။အဲဒီနောက်ခိုင်းရဲ့ဇနီးတဲ့အသက်ခံရတဲ့အမှုဟာတရားရုံးရောက်လာပါလိမ့်။ဒါပေမဲ့တရားရုံးကလူစိုးအပြစ်မရှိကြအောင်ဆုံးဖြတ်ချက်ချလိုက်ပါလိမ့်။ခိုင်းတယောက်နားမလည်နိုင်အောင်ဖြစ်နေလို့မှသူရှိနေရရှင်းပြပါလိမ့်။လူစိုးရဲ့မိသားစုကချမ်းသာတဲ့အတွက်ပတ်စံနဲ့ပေါက်ပြီးတော့အမှုကိုပိတ်လိုက်တာပါ ड़ी အဲဒီစကားကိုကြားလိုက်ရတဲ့ခိုင်းကဒေါသအကြီးကြီးထွက်ပြီးတော့စိတ်မထိန်နိုင်တော့ဘဲနဲ့ တရားဥပဒေဝင်တဲ့တဦးစီကတနက်ကိုလူယူပြီးတော့လူစိုးကိုတရားအောင်ရှိမှပဲအချက်ပေါင်းများစွာပြစ်သက်ပြစ်လိုက်ပါလေ။အဲလိုရကြောင်မလို့ခိုင်းကလူမြင်ခွေးမှာလူတက်မှုကျူးလွန်တဲ့ပြစ်မှုနဲ့ထောင်ဒဏ်တတတကျွန်းချမှတ်ခံလိုက်ရပါတော့။တရားအောင်ရှိမှတော့မှမကြောက်မရွံ့လှုပ်ရဲတဲ့ခိုင်းကိုတရားအောင်ကအန္တရာယ်ရှိသူဖြစ်တတ်မှတ်လိုက်ပါလေ။တရားအောင်ကအမိန့်ချပြီးတဲ့နောက်မှာခိုင်းကိုအဆိုးဆုံးနဲ့အကြမ်းဆုံးထောင်ဖြစ်တဲ့ဂရာဗာဗီလို့ခေါ်တဲ့အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပါလေ။ဒီတော်ရဲ့လူညုံကြီးကလည်းအလုံးကူမှကောင်းမွန်ပါလေ။ထောင်ထဲရောက်ချင်းပဲအကျဉ်းသားတဦးကထောင်ပေါ်ကိုကြိုးစားနေတာကိုဖမ်းမိပြီးတော့မင်းတို့ထွက်ပြေးခြင်းပြေးကြည့်ပေါ့ ဒီထောင်ကနေပြီးတော့ဘယ်သူမှအသက်ရှင်လျက်ထွက်ပြေးလို့မရဘူးဆိုတာကြိုးပြောထားမယ်လို့ဗိုလ်ချုပ်ကပြောလိုက်ပါရီအဲဒီချိန်မှာဗိုလ်ချုပ်ကချောမောရဲ့မျက်နှာပိုင်းရှင်လူငယ်အချင်းသားတဦးကိုသတိထားမိပြီးတော့နာမည်မေးလိုက်ပါရီအဲဒီလူငယ်ရဲ့နာမည်ကတော့ဘီလီဖြစ်ကြောင်းပြောပြပါရီနာမည်သိပြီးတော့မှဗိုလ်ချုပ်ကထွက်သွားခဲ့ပါရီအချင်းသားတစ်တီကိုတော့ထောင်လွှင့်ကိုခေါ်သွားပြီးတော့ကိုပေါ်မှာပါလာတဲ့ပစ္စည်းတွေကိုတင်စီစပီညက်ရေချိုးအဝတ်စားလဲခိုင်းပါရီခိုင်းရသူစနီးပီးထားတဲ့လက်စုပ်ကိုပြူလာခဲ့ပေမဲ့မချွတ်ချင်ပါဘူးဒါပေမဲ့ထောင်ပိုင်းတွေကအတင်းအာဓမ္မချုပ်ခိုင်းပြီးတော့လက်စုပ်ကိုတင်သွားပါရီ ခိုင်ချုပ်ကန်းနဲ့ယူသွားဝင်ရတဲ့တခုရဲသောပစ္စည်းကသူဇနီးတဲ့ဓာတ်ပုံပဲဖြစ်ပါရည်။ဒီတောင်ကထောင်ပိုင်းတွေကအကျဉ်းသားတွေကိုသူတို့လှုပ်ချင်တယ်လို့မျိုးလှုပ်လို့ရတဲ့ပုံစံမျိုးဆက်ဆံနေတာကိုတွေ့ရပါရည်။အကျဉ်းသားတွေတည်သွားရင်လည်းမြင်းမြုပ်ပြစ်လိုက်အောင်ပါပဲ။ကိုဘွားပစ္စည်းရဲ့အကုန်သိမ်းပြီးတဲ့နောက်မှာထောင်ဆောင်တွေကအကျဉ်းသားအားလုံးကိုအချုပ်ခန်းနေစီကိုခေါ်သွားပြီးစောင်းတထဲစီဝေပေးပါရည်။ပြီးတော့နမဲစင်းကိုစားဆက်ပါရည်။အားလုံးစုံပြီးဆိုရတဲ့ထောင်ဆောင်တွေကအကျဉ်းသားအစ်တတွေကိုအနားယူဖို့ပြောလိုက်ပြီးတော့ထွက်သွားကြပါရီ။ခိုင်းတယောက်အိတ်မပြောပါဘူး။ဇနီးတဲ့ဓာတ်ပုံကိုကြည့်ပြီးတော့ဝမ်းနေနေရှာပါရီ ညနေပိုင်းမှာတော့ထောင်ထောင်တွေကဘီလီကိုခေါ်သွားကြပါတယ်။အဲဒီထောင်ပိုင်းကဘီလီကိုအန်ဒရီဆိုတဲ့သူစီကိုရောင်းလိုက်တာပါ။အန်ဒရီကတော့အကျဉ်းသားချင်းချင်းလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။အဲညာကတော့ဘီလီတို့ကအိမ်မက်ဆိုးပဲဖြစ်ပါတယ်။သူကနာကျင်စွာအဟိငိုကြွေးတန်ကြောင်းမလို့တခြားကျင်းသားတွေပါနိုးကုန်ကြပါတယ်။ဒါထောင်ပိုင်းတွေငွေရှာတဲ့နောက်ထပ်နေလန်တစ်ခုပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့တခြားကျင်းသားတွေထမင်းစားဖို့သွားနေတော့ထောင်ဆောင်တွေကဘီလီကိုခေါ်ထုတ်လာပါတယ်။ခိုင်းလေးပဲအိုင်နာကိုရောက်လာပြီးတော့ဘီလီရဲ့ပုံစံအောင်မြင်တော့အယံတနာသွားပါတယ်။ အဲဒီအချိန်မှာပဲအန်ဒရီကလည်းအချုပ်ခန်းလေးကနေအဝတ်စားတွေဝတ်ပြီးတော့ထွက်လာပါရီသူကတခြားသူကိုနာကျင်အောင်လှုပ်ရလို့ဂုံယူနေတဲ့ပုံစံမျိုးပါခိုင်းကအန်ဒရီကိုစိုက်ကြည့်လိုက်ပါရီဒါမဲ့ခိုင်းကြည့်နေတာကအန်ဒရီရဲ့နောက်မှာရက်နေတဲ့လူတယောက်ပဲဖြစ်ပါရီအဲလူကဇနီးတဲ့ကိုတတ်ခဲ့တဲ့လူစုံနဲ့အရန်တူနေတာကိုခိုင်းရတွေ့လိုက်ရလို့ပါဒါမဲ့အန်ဒရီကခိုင်းရသူ့ကိုရန်စားနေတယ်ထင်ပြီးတော့ခိုင်းကိုတိုက်ခိုက်လိုက်ပါရီခိုင်းကလည်းအရှုံးမပေးဘဲနဲ့ပြန်ပြီးတော့တိုက်ခိုက်တာကြောင့်မလို့နှစ်ယောက်သားကကျမ်းမြေပေါ်မှာလုံထွေးတက်ပုံနေကြပါရီဇူဉျန်ရန်တန်တွေကိုကြားလို့ထောင်ဆောင်တွေကရောက်လာပြီးတော့နှစ်ယောက်စလုံးကိုခွဲလိုက်ပါရီ အဲ့ဒီအကြောင်းမလို့ခိုင်းငါတယောက်တည်းတီးတန့်အချုပ်ခန်းတွေကိုပို့ခံလိုက်ရပါပြီ။အန်ဒရီကတော့ပတ်ဆက်ပေးနိုင်တဲ့အတွက်ပုံမှန်အတိုင်းပဲနေလို့ရပါပြီ။ခိုင်းအပို့ခံရတဲ့တီးတန့်အချုပ်ခန်းကအရင်ညစ်ပတ်ပါပြီ။တယောက်တည်းနေရတော့ဇနီးတွေအကြောင်းပဲတွေးပြီးတော့စိတ်သက်ကြနေပါပြီ။ထောင်ပိုင်နေပြီးတဲ့အစားအသောက်ကိုလည်းမစားပါဘူး။ကိုကိုကိုတက်တည်ခြင်းနဲ့စိတ်တွေလည်းပေါ်လာပါပြီ။အဲ့ဒါကြောင့်အဝိစုတ်အဟောင်းတွေကိုဆက်ပြီးတော့ကျိုးလုကကိုကိုတက်တည်ဖို့ကြိုးစားပါပြီ။ဒါမဲ့အဝိစုတ်တွေကအရင်ဟောင်းတွေလိုပြတ်ထွက်သွားပါပြီ။ခိုင်းလည်းပဲနီလန်းပြောင်းပြီးတော့ခေါင်းနဲ့နေရန်ကိုစောင့်ပါတော့တယ်။ ဒါမှမတည်ဘဲနဲ့မူဝေတလို့လို့ဖြစ်သွားခဲ့ပါတယ်။အဲအချိန်မှာပဲလိပ်ပြတကောင်ပြန်ဝင်လာပါတယ်။အရောင်မြင်တော့ခိုင်းကသူ့ဇနီးကိုအယံအမှတရိယာသွားခဲ့ပါပြီ။သူ့ရဲ့ဇနီးကလူတွေတင်ရင်လိပ်ပြအဖြစ်ပြန်လာတတ်တယ်လို့တခါတော့ကပြောဘူးပါတယ်။အဲတော့ခိုင်းကလည်းဇနီးတဲ့ဇကားကိုတရိယာပြီးတော့အဲလိပ်ပြကသူ့ရဲ့ဘေးနားလာနေတဲ့အတွက်သူ့ရဲ့ဇနီးပဲလို့ခိုင်းကထင်လိုက်ပါတယ်။အဲဒါကြောင့်ဆက်လက်ပြီးတော့အသက်ရှင်မှုအတွက်စိတ်ခွန်အားရလာပြီးတော့ထောင်ပိုင်နေပြီးတဲ့အစားအသောက်ကိုစတင်စားပါတော့ဒီ။အဲဒီအချိန်မှာပဲဘေးခန်းကနေရန်ကိုထုတန်နေညီးတန်ကြီးကြားလိုက်ရပါတယ်။ ခိုင်ကလည်းပြန်ထုတ်ပြီးတော့စကားပြောဖို့ကြိုးစားပေမဲ့ဘာတမ်းမှပြန်မကြရပါဘူး။အလုံးနဲ့ပဲခိုင်ကလည်းတီးတန့်ချုပ်ခန်းကနေပြန်လွတ်လာတဲ့နေ့ကိုရောက်လာခဲ့ပါပြီ။ပုံမှန်အချုပ်ခန်းတွေကိုခေါ်သွားတော့မှထောင်ပိုင်ကခိုင်ကိုတခုပြောပါရီ။မင်းပတ်စံပေးနိုင်လို့ရှိရင်မင်းဘွားပို့ပြီးတော့လွယ်ကူလိမ့်မယ်တဲ့။ဒါမဲ့ခိုင်သွားမယ်ပုံမှန်အချုပ်ခန်းရဲ့အခန်းပေါ်ကတော့အရင်ကအခန်းပေါ်၃ယောက်ကိုတတ်ထားဘူးတဲ့ခန်းတော်ကိုထွားရလူတယောက်ဖြစ်ပါရီ။ထောင်ပိုင်လေးကခိုင်းကိုအဲ့လိုနဲ့အတူတူထားတာကပတ်စံညှစ်ဖို့ပဲဖြစ်ပါရီ။ခိုင်းကပတ်စံမင်းရဲ့အဲ့ဒီခန်းကနေပြီးတော့ပြောင်းနိုင်ပေဘူး။ ဒါပေမဲ့ခိုင်းမာကပတ်စံမရှိတော့အဲ့လူကြီးနဲ့ပဲအတူတူနေဖို့ဆုံးဖြတ်လိုက်ရပါတယ်။ပထမဆုံးညမှာတော့ခိုင်းကအရန်တင်းမာနေပါတယ်။လူကြီးကိုဘာစကားမှမပြောဘဲနဲ့ဘာလို့လို့အရန်တတိထားနေပါတယ်။ဒါပေမဲ့အဲ့ဒီညကတော့လူကြီးကခိုင်းကိုစိတ်ဝင်စားပါဘူး။သူကသူ့ဆောက်သူပဲထိုင်ဖက်နေပါတယ်။နောက်တနေ့မနက်မှာတော့ပတ်စံမရှိတဲ့အကျဉ်းသားတွေကိုရထားတွဲစီးကြောတာ၊ပဝင်းညင်ကမြက်တွေကိုရိတ်တာ၊စရအလုပ်တွေကိုလုပ်ခိုင်းပါတယ်။အလုပ်ကပြန်လာတော့ခိုင်းကိုသူ့ငယ်ချင်းတွေကလာတွေ့ကြပါတယ်။တငယ်ချင်းကခိုင်းကိုဒီငရဲလိုထောင်ကနေပြီးတော့ပိုကောင်းတဲ့ထောင်အောင်ပြောင်းရွှေ့ဖို့ကူညီပေးကြပါတယ်။ ။ဒါမဲ့ခိုင်းကသူ့ကြောင့်သူ့တငယ်ချင်းကိုအနောက်ရှက်မဖြစ်စေခြင်းမဟုတ်။အဲတွေ့ချင်းကုံသွားတော့ခိုင်းကအပြင်ထွက်ပြီးတော့လမ်းလျှောက်နေပါရီ။အဲအချိန်မှာပဲအန်ဒရီရဲ့အပွင့်နဲ့တခြားအဖွဲတစ်ခုကရန်ဖြစ်တော့မလို့အခြေအနေဖြစ်နေခဲ့ပါရီ။အဲအချိန်မှာထောင်ဆောင်တွေကရောက်လာပြီးတော့ထားလိုက်ပါရီ။ထောင်ဆောင်တွေကရန်ပြေးချင်းစပါကာပွဲမှာသွားထိုးကြလို့ပြောလိုက်ပါရီ။စပါကာဆိုတာကတော့အကျဉ်းသားတွေတယောက်ချင်းထိုးတက်ရတဲ့ပွဲတစ်ခုပါ။နေ့စဉ်ကျင်းပပေးပြီးတော့ဒါဟာထောင်ပိုင်နေတဲ့ဘိုလ်ချုပ်တွေအတွက်ငွေရှာတဲ့နောက်ထပ်နီလန်တစ်ခုဖြစ်ပါရီ။ ခိုင်းကတော့ကွေးမြင့်နဲ့မှဘီလီကိုတွေ့တော့နှစ်ယောက်သားကစကားစတင်ပြောကြပါလိမ့်။ဘီလီကသူ့ရဲ့အကြောင်းပြောပြပါလိမ့်။သူ့ပုဂ္ဂလိကပိုင်ပစ္စည်းဖြည့်ဆည်းမှုနဲ့ဖမ်းထားဖြစ်ပြီးတော့တနေ့ကျော်ပြစ်ဒဏ်ချခံရမှာပါ။အဲ့ဒါကသူ့ရဲ့အပြစ်မဟုတ်ဘဲနဲ့သူနဲ့တူတူပါလာတဲ့မင်းကလေးရဲ့အပြစ်ပါ။ဒါမဲ့သူ့ကိုပဲဖမ်းလိုက်တာလို့ပြောပါလိမ့်။ခဏကြာမှတော့ဝီချင်းနဲ့လူတယောက်ရောက်လာကသူ့ရဲ့နမေကမာလကိုင်းဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးတော့ခိုင်းနဲ့ဘီလီတို့စကားဝိုင်းမှာဝင်ပါခဲ့ပါလိမ့်။ဝီချင်းနဲ့လူကခိုင်းကိုတရင်စာထဲမှာတွေ့ဘူးကြောင်းနဲ့ တရားအရှိမရင်သူ့ဇနီးတဲ့ကိုတတ်တဲ့လူကိုတတ်ရေးတာအယောင်မှရဲရင်နေလို့ချီးကျူးလိုက်ပါရီခိုင်းကမာလကိုင်းကိုဒီတောင်ထဲကိုရောက်တာကြာပြီဖြစ်မယ်ထင်လို့သူ့ကိုပထမဆုံးနေ့ကရန်လာဆတဲ့လူကဘသူလဲလို့မေးလိုက်ပါရီမာလကိုင်းကအဲ့လူကအန်ဒရီလို့ခေါ်ပြီးတော့ရုရှားမာဖီးယားဖြစ်ကြောင်းထောင်ပိုင်နေနဲ့လည်းအဆက်အသွယ်ရှိကြောင်းပြောပါရီမာလကိုင်းကခိုင်းတဲ့ဘီလီကိုအကူအညီလိုအပ်ရင်ပြောပါသူအကူအညီဖို့အသင့်ပါပဲလို့ပြောပါရီအချုပ်ကန်းစီကိုမပြန်ခင်မှာမာလကိုင်းကခိုင်းကိုတတိပေးပါရီခိုင်းနေတဲ့အခန်းကအမြန်ဆုံးပြောင်းလိုက်ပါမဟုတ်ရင်တနေ့ကျရင်အဲ့လူကြီးကခိုင်းကိုတတ်လိုက်မယ်လို့ပြောပါရီ အဲဒီစကားကြောင့်ခိုင်းတယောက်စိုးရင်စိတ်တွေစတင်ပြီးတော့ဝင်လာပါပြီအဲ့ချိန်ကိုရောက်တော့လေခိုင်းရအိမ်မပြောပါဘူးဇနီးပြည့်သူရဲ့ဓာတ်ပုံကိုထုတ်ကြည့်နေပါရီအဲ့ညမှာခိုင်းတယောက်အိမ်မထင်းမှာဇနီးတဲ့အသက်ခံရနေတုန်းကမြင်ငွေးတွေကိုပြန်လည်မြင်အောင်ခဲ့ပြီးတော့ရောင်ရမ်းပြီးတော့ညီးတွားနေခဲ့ပါရီအဲ့ဒါကိုအဲ့လူကြီးကစိတ်နှောက်ရှက်ဖြစ်ပြီးတော့ခိုင်းရံပါဇက်ကိုလက်နဲ့ဖိထားပါရီဒါမှမဲ့ခိုင်းကိုမတက်ပါဘူးသူကစူညံတန်းနေမကြိုက်တာမလို့တိတ်တိတ်နေဖို့ပဲပြောပါရီအဲ့ဒါကိုသိလိုက်ရတဲ့ခိုင်းကလည်းတနိုင်နေမြတ်တိတ်တိတ်လေးပဲနေပါတော့ရီ နောက်တနေ့မနေ့အစားတောက်စားနေတော့မှာအန်ဒရီးယားခိုင်းအောင်ထပ်ပြီးတော့ရန်လာစပါတယ်ခိုင်းရပြဿနာမဖြစ်ချင်လို့ပြန်ပြီးတော့မတုံ့ပြန်ပါဘူးအစားတောက်တွေစားပြီးရနောက်မှာကွင်းထဲမှာသွားနေတော့ခိုင်းငါထောင်မှုတွေကိုပတ်စံပေးပြီးတော့အခန်းပြောင်းဖို့တောင်းဆိုပါတယ်ထောင်မှုတွေကပတ်စံကိုယူလိုက်ပေမဲ့ဓာတ်ထပ်ပို့ပေးရမယ်ပြောင်းချင်ထက်ရှာခဲ့လို့ပြောပြီးတော့ထွက်သွားပါတယ်အဲ့လိုနေပဲစပါကာပွဲကျင်းပတဲ့နေ့ကိုရောက်လာခဲ့ပါပြီအကျဉ်းသားတွေကပုံမှန်ထပ်ပို့များနေပါတယ်ဒီနေ့ထိုးတမ်းမဲ့သူတွေကတော့အန်ဒရီးနဲ့အိန်းတွေကရန်ပစ်ခဲ့တဲ့တခြားခိုင်းကောင်းဆောင်ပါ အန်ဒရီကတိုက်ခိုက်ရေးအရန်ကောင်းတဲ့အတွက်အနိုင်ရသွားပါလိမ့်သူ့ကိုဘယ်သူမှမနိုင်သေးပါဘူးအဲ့တော့အမြင်တော့ခိုင်းကမာလကိုင်ကိုသူ့ခံဖို့လူကြီးကရောစပါကာပွဲမှာထိုးတက်ဘူးလားလို့မေးလိုက်ပါလိမ့်မာလကိုင်ကမထိုးဘူးကြောင်းပြောလိုက်ပြီးတော့သူ့အသက်ရှင်နေတာဗိုလ်ချုပ်တွေကြောက်ပါလိမ့်ထောင်ပိုင်တွေကသူတို့မကြိုက်တဲ့အကျဉ်းသားကိုအဲ့လူကြီးရဲ့အခန်းမှာအတူထားလိုက်ုံပါပဲပတ်စံပေးနိုင်တဲ့သူကတော့ထွက်လာရပြီးတော့ပတ်စံမရှိတဲ့သူကတော့အဲ့လူကြီးရဲ့လက်ချက်နဲ့တေးချရတယ်လို့မာလကိုင်ကပြောပါလိမ့်တပတ်မှာတော့ဘီလီကသူ့ရဲ့သွားရိုက်တံကိုချုံပြီးတော့လက်နဲ့လှုပ်ထားပါလိမ့် ညနေရောက်တော့ဘီလီကိုအန်ဒရီစီကိုထတ်ခေါ်သွားပြန်ပါရီအန်ဒရီစီရောက်တော့ဘီလီကထတ်ပြီးတော့အနိုင်ကျင့်မခံတော့ပါဘူးအဲဒါကြောင့်ခြုံထားရဲသွားတိုက်တယ်နဲ့ခုခံမှုကျိုးစားပါရီဒါမဲ့အန်ဒရီကဖမ်းလိုက်ပြီးတော့ဘီလီကိုပြန်ထိုးလိုက်ပါရီဒဏ်ရာရသွားတဲ့ဘီလီကိုအစည်းကမ်းပိုးလိုက်ရအကြောင်းမလို့ဘီလီလည်းပဲအန်ဒရီရန်ကနေခဏတာလွတ်သွားခဲ့ပါရီနောက်တစ်နေ့မှာတော့အကျဉ်းသားတွေကရထားလမ်းမှာအလုတ်ကိုသွားလို့ကြာပါရီအလုတ်လုံးတွေတော့ခိုင်းကိုအကျဉ်းသားတယောက်ကရန်လာဆပါရီပထမတော့ခိုင်းကပြဿနာမဖြစ်ချင်လို့ပြန်ပြီးတော့မတိုက်ခိုက်ပါဘူးဒါပေမဲ့အဲ့ဒီအကျဉ်းသားကခိုင်းကိုထိုးပြီးတော့ရိုက်ပါတော့တယ် ဒေါ်လာထွက်လာတဲ့ခိုင်းကလည်းပြန်လဲတိုက်ခိုက်တော့ရန်ဖြစ်ကြပါ ರಿ အရောင်မြင်းနဲ့ထောင်ဆောင်နေရလဲမထားကြပါဘူးအေးဆေးသာရက်ကြည့်နေကြတာပါအဲဒါကြောင့်လေထိုးကျိတ်ဖူးတဲ့အတွေ့အကြုံမရှိတဲ့ခိုင်းဟာအထူးခံနေရပါ ರಿ အဲနောက်ထောင်ဆောင်ကခိုင်းကိုဒါအမေရိကမဟုတ်ဘူးဒီမှာလာပြီးတော့သူရဲကောင်းလာမလို့နေလို့ပြောလိုက်ပါ ರಿ အလောက်ကပြန်လာတော့ခိုင်းကရန်ဖြစ်မှုနဲ့တီးတန့်အချုပ်ခန်းတွေကိုထပ်မံပြီးတော့အပုတ်ခံပြန်ပါ ರಿ သူ့ကိုရန်စားတဲ့သူကတော့ပတ်စံရှိလို့လွတ်သွားခဲ့ပါ ರಿ တီးတန့်ချုပ်ခန်းတွေကိုထပ်မံရောက်ပြန်တဲ့အခါမှာတော့ခိုင်းကဘေးကနေရန်ထုတန်တဲ့ညီးတန်တွေကိုထပ်ပြီးတော့ကြားဟပါ ರಿ အရင်လိုပဲပြန်ထုပြီးတော့စကားပြောဖို့ကြိုးစားပေမဲ့ဘာတမ်းမှပြန်မလာပါဘူး။ဒီတန်းချုပ်ကန်းကနေပြန်ထွက်လာတဲ့အချိန်မှာခိုင်းကဘေးကန်းစီကိုအစားတော့ကောင်းနေလာဖို့နေရာတွေ့တော့အဲဒီခိုင်းကလူကဘသူများလဲဆိုပြီးတော့တည်ကျင်စိမ့်နဲ့လှည့်ကြည့်ပေမဲ့ထောင်ဆောင်နေရာလှည့်မကြည့်ခိုင်းခဲ့ပါဘူး။ဒီတန်းချုပ်ကန်းကနေထွက်လာပြီးတဲ့နောက်ခိုင်းကကွင်းမင်းနဲ့ရောက်လာပါရီ။အဲဒီအချိန်မှာပဲအကျဉ်းသားတွေရန်ဖြစ်တက်ပြတ်နေရာကိုထပ်ပြီးတော့တွေ့ရပြန်ပါရီ။ညနေရောက်တော့ခိုင်းကအဲခိုင်းနဲ့ပြန်သွားပါရီ။ဒါပေမဲ့အဲဒီအချိန်မှာလူကြီးကအခန်းထဲမရှိပါဘူး။ ခိုင်းဟာလူကြီးဘာရီရေးပြီးတော့ဘာရီဖက်နေတယ်ဆိုတာကိုသိချင်လို့လူကြီးရဲ့စာကိုခိုးယူပြီးတော့ဖက်ကြည့်ပါရီဒါမှမကြခင်မှာပဲလူကြီးကပြန်ရောက်ပါရီဒေါင်မင်းတို့ခိုင်းကဘာလို့အမှန်မသိလို့ဘာစကားမှမပြောဘဲနဲ့တိတ်တိတ်လေးထွက်သွားခဲ့ပါရီနော်ကဲမှာတော့ခိုင်းကတငယ်ချင်းတွေနဲ့ထမင်းစားနေတော့အန်ဒရီကလာစပြီးတော့ခိုင်းနဲ့ဘီလီကိုချင်းချောက်စကားကြီးစတင်ပြောပါရီဒီကောက်ခိုင်းကရှော့မပြီးတော့ပါဘူးအန်ဒရီစီကိုသွားပြီးတော့ထိုးထည့်လိုက်ပါရီအန်ဒရီကလည်းဒေါသထွက်သွားပြီးတော့ပြန်လဲထိုးရင်းနဲ့ထမင်းစားခိုင်းနဲ့မှဝရုံးသုံးကြီးဖြစ်သွားခဲ့ကြပါရီ အန်ဒရီတို့ကအဖွဲလိုက်ဝင်သမားကြတော့ခိုင်းတယောက်လေအလူးလဲခံလိုက်ရပါပြီ။ဒါမဲ့ကံကောင်းစွာနဲ့ထောင်းလောင်းတွေရောက်လာပြီးတော့တားလိုက်ကြပါလိမ့်။သူတို့ရန်ပြစ်ပြီးတော့တည်သွားမယ်ဆိုရင်ဗိုလ်ချုပ်တွေနဲ့ထောင်းပိုင်းတွေမှာဝင်ငွေပြတ်သွားမှာစိုးလို့ပါပြီ။အဲဒါကြောင့်သူတို့ကိုစပါကာပွဲမှာသွားပြီးတော့ထိုးခိုင်းမှုတက်ဆုံးဖြတ်လိုက်ပါလိမ့်။အဲဒီရန်ပြစ်မှုကြောင့်ခိုင်းဟာတီးတန့်ချုပ်ခန်းထဲမှာထပ်မံအပုတ်ခံလိုက်ရပြန်ပြီးတော့ဒီကမှာတော့အကန့်အသတ်မရှိထောင်းပိုင်းတွေလွတ်ပြေးတဲ့အထိအကြိုင်းနေရာမှာဖြစ်ပါလိမ့်။တီးတန့်ချုပ်ခန်းထဲမှာနေနေရတော့ခိုင်းရဲ့အတွေ့တွေကပြောင်းလဲသွားခဲ့ပါလိမ့်။ ဒေသချုပ်ကိုင်းတွေကအချိန်တွေကိုကိုလက်ကြန့်ခိုင်ရေးလေ့ကျင့်ဖို့အတွက်အသုံးပြုလိုက်ပါရီအပြင်ကလူစုတွေကိုပြန်ချဖို့အတွက်တန်မာနေဖို့လိုအပ်တာကြောင့်မလို့ခိုင်းရနေတိုင်းနေတိုင်းမှာကိုလက်ကြန့်ခိုင်ရေးလေ့ကျင့်နေတဲ့ပဲအချိန်တွေကိုကုံဆုံးစေခဲ့ပါရီတပတ်မှလည်းဘီလီကယထာလတ်မှာအလုပ်လုပ်နေရပါရီဒီနေ့မှမြေမြုပ်မိုင်းတစ်ခုကိုတူးမိကြပါရီအဲဒီအချိန်မှာစက်ကားစီလာနေရကြောင့်မလို့ထောင်းဆောင်တွေကမြေမြုပ်မိုင်းနေရှိရလို့ဩပြောလိုက်ပေမယ့်မမီရော့ပဲနဲ့ကားလေးမိုင်းတည်ပြီးတော့ပောက်ကွဲသွားခဲ့ပါရီ အရေးကွင်းကိုတုံးချပြီးတော့ဘီလီနဲ့အဖော်တယောက်ကထွက်ပြေးဖို့ကြိုးစားပါရီထောင်ဆောင်တွေကလည်းတည်သွားပြီးတော့လိုက်ပြေးကြရင်လည်းဘီလီရဲ့အဖော်တနက်မှန်ပြီးတော့တည်သွားခဲ့ပါရီဘီလီကောဆက်လက်ပြေးသွားပြီးမယ်မလုံနိုင်ပါဘူးပြန်လဲအဖမ်းခံထိသွားခဲ့ပါရီဘီလီကိုထောင်ပိုင်တွေကငွေရှာပေးနေသူဖြစ်တာကြောင့်မလို့မတက်ကြပါဘူးအန်ဒရီရဲ့အခန်းကိုပဲပို့လိုက်ကြပြန်ပါရီတပတ်ကခိုင်းရလေဒေသချုပ်ခန်းကနေပြန်လွတ်လာခဲ့ပြီးတဲ့နောက်ကိုလက်ကျန်းခိုင်းရေးလေးကျင်ခန်းနဲ့ထိုးကွက်တွေကိုဆက်လက်လေ့ကျင့်နေခဲ့ပါရီ သူခန်းထဲမှာပါမနာမနေလေးချင်းနေခဲ့တာကြောင့်မလို့တိတ်တဆိတ်နေခြင်းနဲ့အခန်းပေါ်ကြီးကဇူညံတန်နေကြောင့်မလို့စိတ်ညစ်ရပေမဲ့ခန်းကိုတော့ဘာမှမပြောခဲ့ပါဘူးအခုဆိုရင်ခန်းကအရင်လိုမဟုတ်တော့ဘဲနဲ့အပြောင်းလဲပြောင်းလဲသွားအောင်ထောင်မိုင်တွေကလည်းစပါကာပွဲကိုကျင်းပခိုင်းပြီးတော့ခန်းကိုအန်ဒရီးနဲ့ထိုးသက်ဖို့စီစဉ်လိုက်ပါရီစပါကာပွဲမှာအန်ဒရီးကိုနိုင်မှုရတဲ့သူမရှိတဲ့ပြင်ခန်းကလည်းတခါမှမထိုးသက်ဘူးတာကြောင့်မလို့အန်ဒရီးကိုဘယ်လို့မှမနိုင်ဘူးဆိုပြီးတော့လောင်ပြောင်ပြောဆိုနေကြပါရီး ထိုးတမ်းမဲ့ခြင်းကိုရောက်တော့ခိုင်းကကွင်းထဲကိုဝင်လာပါရီဒါမဲ့ခိုင်းကတိုက်ခိုက်ရဲ့အတွေ့အကြုံမရှိသေးတဲ့အတွက်အန်ဒရီးရဲ့လက်ချက်နေပဲပဲနေနေကိုခံနေရပါရီခိုင်းကလည်းအန်ဒရီးကိုရှင်းပြနိုင်ဖို့အတွက်သူ့ဘဝနဲ့သူလောင်းကြီးထထားအကြောင်းမလို့တနိုင်တလောက်ပြန်လဲတိုက်ခိုက်ပါရီဒါမဲ့လည်းအန်ဒရီးရဲ့ထိုးနှက်မှုတွေနဲ့ခိုင်းတယောက်အမြင်နေတော်မှဝေဝါးသွားတဲ့အထိကိုခံလိုက်ရပါရီအန်ဒရီးကခိုင်းကိုအဆုံးသတ်ပြီးဖို့ခြေောက်ကနေဆွဲသွားပြီးတော့ပေါင်ညောင်းကိုတန်တိုင်းနဲ့စောင့်ထည့်ပေးလိုက်ပါရီနောက်တော့ထပ်ဆောင်မှုအလုပ်မှာပဲနာကျင်လုံးနဲ့ခိုင်းကတတိဝင်လာပြီးတော့အန်ဒရီးကိုကန်လိုက်ပါရီ အန်ဒရီလဲကြသွားနဲ့ခိုင်းကအန်ဒရီရဲ့လေပင်းကိုကိုက်လိုက်ပြီးတော့အဆုံးသတ်ပေးလိုက်ပါရီခိုင်းနိုင်မယ်လို့မထင်သားသလိုအန်ဒရီတည်သွားမယ်လို့လည်းမထင်ထားခဲ့ရပွဲကြီးပြိသက်တွေကတော့အံ့အားတင်သွားခဲ့ကြပါရီအဲဒီနောက်ပိုင်းမှာတော့ခိုင်းကပါစကာပွဲရဲ့အဓိကလို့ဖြစ်လာပြီးတော့ပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်အနိုင်ယူနိုင်ခဲ့ပါရီအများကြီးပြောင်းလဲသွားတဲ့ခိုင်းကအရင်ကတူရှောင်းနေရတဲ့အခန်းပေါ်လူကြီးဦးတော်မှဘာကြီးရလဲဆိုပြီးတော့ခက်တဲ့နဲ့ဆက်ဆံလာခဲ့ပါရီလူကြီးကတော့ခိုင်းကိုကြည့်ပြီးတော့အခုမင်းကိုမင်းတော်မှတည်သေးရလား မင်းရဲ့မင်းမုန်းခဲ့တဲ့လူ위လိုမျိုးနတ်ဆိုးတကောင်ဖြစ်လာလိမ့်မယ်လို့သတိပေးလိုက်ပါရီနောက်တစ်နေ့ခိုင်းရဲ့တငယ်ချင်းကထောင်ဝင်းစားလာတွေ့တော့တငယ်ချင်းကခိုင်းကိုကူညီဖို့အတွက်အစီအစဉ်တွေကိုပြောပြပါရီဒါမဲ့ခိုင်းကသူ့အကြောင်းမေးလိုက်ဖို့နဲ့သူ့ကိုမျှော်လင့်ချက်တွေလာပေးနေလို့လည်းဘာမှမထူးပါဘူးအခု तू ကထောင်ထဲမှာအဆင်ပြေပြေနေနိုင်နေပြီလို့ပြောလိုက်ပါရီခိုင်းရဲ့တငယ်ချင်းကတော့အေးဆက်ဆက်နဲ့အများကြီးပြောင်းလဲသွားတဲ့ခိုင်းကိုကြည့်ပြီးတော့အံ့အားသင့်နေခဲ့ပါရီနောက်တစ်ခါမှာတော့စပါကာပွဲမကျင်းပမီမှာထောင်ပိုင်တွေကပါတီပွဲကိုကျင်းပပေးပါရီ တော်မိုင်တွေကသူတို့အကျိုးအတွက်ပဲကြည့်ပြီးတော့အည်မရဖက်မရမိန်ကုန်းတွေပြောနေကြရခြင်းပါပဲခန္ဓာကိုယ်တော်တော်လေးကြီးရဲ့လူတယောက်ကခိုင်းစီကိုဝင်လာခဲ့ပါ ರಿ သူကတော့တခြားထောင်ကနေပြီးတော့ခိုင်းနဲ့ထိုးသက်ဖို့ပို့လိုက်တဲ့အကျဉ်းသားဗာရာပဲဖြစ်ပါ ರಿ လက်ရှိနှုတ်ဆက်လိုက်ပြီးတော့မိတ်ဆက်နေချိန်မှာဗာရာကခိုင်းရဲ့လက်ကိုအတင်းဆုပ်ကင်ပြီးတော့ရန်စားဖို့လုပ်ပါ ರಿ ဒါပေမဲ့ဘတ်စကာပွဲမှာပဲထိုးသက်ရမှာမလို့ပြဿနာမရှာဖို့ထောင်မိုင်တွေကသတိပေးထားတယ်လို့ဗာရာရဲ့နောက်လိုက်ကပြောလိုက်ပါ ರಿ တပတ်မှလည်းဘီလီကအန်ဒရီတည်သွားပြီဆိုတော့အခုတော့အနိုင်ကျင့်မခံရတော့ဘူးဆိုပေမဲ့ ဘီလီကပါတီပွဲကျင်းပနေတာကိုအခွင့်ကောင်းယူပြီးတော့ထွက်ပြေးဖို့ကြိုးစားပါရီဝီချင်းနဲ့မာလကိုင်ကလည်းဘီလီကိုတကားဖြတ်ဖို့အတွက်ပစ္စည်းတွေဖွက်ထားတဲ့နေရာရဲ့တော့ကိုပါပေးပြီးတော့အစွမ်းကုန်ကူညီပေးခဲ့ပါရီဘီလီကခိုင်းအောင်လည်းနှုတ်ဆက်ပြီးတော့တကားကိုဖြည့်ဆည်းဖို့အတွက်ပစ္စည်းရဲ့ယူနေတုံးမှာပဲထောင်ပေါင်းတွေကရောက်ရှိလာခဲ့ပြီးတော့ပြန်လည်ဖမ်းမိသွားခဲ့ပါပြီထောင်ပေါင်းတွေကလည်းဘီလီကိုအပြင်းထန်နှိပ်စက်ကြပါရီအရာတက်ပို့ပြီးတော့နာကျင်စရာကောင်းတာကဘီလီထောင်ပေါင်းပြေးမဲ့အကြောင်းကိုသတင်းပေးတဲ့သူကတော့ဝီချင်းနဲ့မာလကိုင်ကိုယ်တိုင်ပဲဖြစ်နေခဲ့ပါရီ မလကန်ကထောင်ဆောင်နေစီကနေပြီးတော့ပတ်စံယူနေတော့မှာခိုင်းရဲ့အကမ်းပေါ်လူကြီးကမြင်သွားခဲ့ပြီးတော့ဒီအကြောင်းကိုခိုင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။အဲလူကြီးရဲ့ပုံစံကိုကြည့်ရင်တော့ကျန်းတဲ့ပုံလို့ထင်ရပေမယ့်သူကအချင်းချင်းတစ္ဆာဖောက်တာကိုတော့လက်မခံပါဘူး။နောက်တစ်နေ့ခိုင်းနဲ့ထိုးသက်မဲ့ဗာရာကထောင်သားရင်နဲ့လေ့ကျင့်နေခဲ့ပါတယ်။သူနဲ့ထိုးသက်တဲ့လူအားလုံးကိုအနိုင်ယူလိုက်နိုင်ခဲ့ပြီးတော့ခိုင်းကိုလည်းပဲအထင်သေးတဲ့ပုံစံနဲ့ကြည့်လိုက်ပါသေးတယ်။တကယ်တော့မလကန်ကဘေးလီကိုထောင်ဆောင်နေစီကိုရောင်းစားခဲ့ပြီးတော့ထောင်ဆောင်နေကဘေးလီစီကိုဗာရာလွတ်လိုက်ပါတယ်။ဘေးလီကဗာရာရဲ့အလိုကိုမလိုက်နိုင်တာကြောင့်မလို့ ဗာရာကဘီလီကိုအပြင်းထန်ရိုက်နှက်လိုက်တာကြောင့်မလို့ဘီလီတယောက်အချိန်တိုတော်လေးစိုးနေခဲ့ပါတယ်။ခိုင်ရလည်းဘီလီကိုတွေ့တော့အ мян သွားပြီးတော့ဘလို့ဖြစ်တာလေးလို့မေးလိုက်ပါတယ်။ဗာရာကဘီလီကိုအတင်းနန်းခိုင်းတာကြောင့်မလို့ဘီလီကမလုပ်ပဲဗာရာရဲ့မျက်နှာကိုဇရီးနဲ့ထွေးလိုက်ကြောင်းပြောလိုက်ပြီးတော့ဘသူမှသူ့ရဲ့ပုံစံကိုဖျက်ဆီးခွင့်မပြုဘူးလို့လည်းပြောလိုက်ပါတယ်။ပြီးတော့ခိုင်းကိုလည်းပဲခိုင်းရဲ့ပုံစံမဟုတ်ဘဲနဲ့သူတို့သွင်းတဲ့ပုံစံအဖြစ်မခံနေလို့ပြောရင်းနဲ့တေးဆုံးသွားခဲ့ပါပြီ။နောက်ရမှာတော့ခိုင်းကဗာရာကိုထိုးတက်မဲ့စပါကာဘွဲကိုရောက်ရှိလို့လာခဲ့ပါပြီ။ ဒါပေမဲ့ခိုင်းကထိုးတတ်ဖို့မလုပ်ဘဲနဲ့စတိုင်ကြကြနဲ့ထိုင်နေလိုက်ပါရီဗာရော့ကဘလောက်ပဲထိုးနေပါသေးခိုင်းကပြန်ပြီးတော့မထိုးပါဘူးဒါကလေဘီလီနောက်ဆုံးသူ့ကိုသတိပေးခဲ့တဲ့စကားအကြောင်းမလို့ခိုင်းကသူ့ရဲ့ပုံစံအမှန်မဟုတ်တဲ့အထိုးအကျိတ်တွေကိုမလုပ်တော့တာပါထောင်ပိုင်နေရတဲ့ဒေါသတွေထွက်သွားကြပြီးတော့မင်းအခုမထိုးရင်အချင်းတွေပိုဆိုးသွားမယ်လို့ပြောလိုက်တော့ခိုင်းကမင်းတို့ကြိုးကြိုင်တဲ့ကစားပွဲမှာငါထပ်မကစားတော့ဘူးလို့ပြောလိုက်ပါရီထောင်ပိုင်တွေကလည်းအယံအမဒေါသထွက်သွားပြီးတော့ခိုင်းကိုဖမ်းခေါ်သွားကအပြင်မှာပဲချုံနောက်ထားလိုက်ပြီးတော့ပြန်ထိုးတတ်ဖို့အတွက်အစင်းသိဖြစ်ရင်ပြောလို့ပြောလိုက်ပါရီ နောက်ဆုံးတော့ခိုင်းဝအပြစ်ပေးရအနေနဲ့အစာငတ်ရေငတ်နဲ့အပြင်မှာဖမ်းချုပ်ထားတာကိုထောင်သားတွေကလည်းကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေကြပါရီနောက်တစ်ခါမှာတော့ခိုင်းရဲ့အခန်းပေါ်လူကြီးကဝီချင်းနဲ့မာလကိုင်းစီကနေမီတော့ဒက်စီနဲ့မီးချစ်ကိုဝဲပါရီဘသူတွေ့လေလို့မာလကိုင်းကမေးတဲ့အခါမှာတော့လူကြီးကလည်းမင်းတွေ့ဆိုပြီးတော့ပြန်ပြောလိုက်ပါရီလူကြီးကဘီလီစာမာလကိုင်းအောင်ရှင်းပြဖို့လုပ်တာပါမာလကိုင်းကလည်းသူဒီလိုလုပ်တာကထောင်ပိုင်တွေကအတင်းအာဓမခိုင်းတာဖြစ်ကြောင်းဘီလီတီသွားခဲ့တဲ့အထိဖြစ်သွားမယ်လို့လည်းသူမထင်ခဲ့ကြအောင်အကြောင်းပြချက်တွေပေးပါရီ ဒါမဲ့လူကြီးကတော့အချင်းနှစ်သစ္စာဖောက်တဲ့လူတွေကိုအရန်မုန်းတာကြောင့်မလို့မာလကိုင်းအကြောင်းပြချက်ကိုစိတ်ဝင်စားပဲနဲ့ဒက်စီတွေကိုလောင်းချလိုက်ပြီးတော့မာလကိုင်းကိုအရှင်လက်လက်မီးရှို့တပ်ပစ်လိုက်ပါရီတကယ်တော့လူကြီးကအနိုင်ကျင့်ပြီးတော့သစ္စာဖောက်တဲ့လူတွေကိုဘာလို့မုန်းတယ်လဲဆိုရင်တော့တချိန်ကလေသူကဘေးလီလိုပဲသူ့ဆရာရဲ့အနိုင်ကျင့်တာကိုခံခဲ့ရလို့ပဲဖြစ်ပါရီမခံနိုင်တော့တဲ့ဆုံးလူကြီးကသူ့ဆရာကိုမီးရှို့တပ်ပစ်ခဲ့တာကြောင့်မလို့ဒီထောင်ရောက်လာခဲ့တာဖြစ်ပါရီအပြင်မှာနေတန်မိုးတန်နဲ့အစာရေငတ်ခံပြီးတော့အနှိမ့်ဆက်ခံရတဲ့ခိုင်းုံကြည့်ပြီးတော့ထောင်သားတွေနဲ့ခိုင်းကောင်းဆောင်တွေက ။ဘသူရဲ့ပုံသွင်းကျိုးဆွဲရောက်ကိုမှလိုင်းမလုပ်တဲ့ခိုင်းရဲ့စိတ်တက်ကိုအရန်လေးစားနေခဲ့ကြပါပြီ။အဲဒီနောက်မှာတော့ဂိုင်းတီးတီးရလူတွေကငိမ့်ချဲယူဖို့အတွက်ဆွေးနွေးခဲ့ကြပါပြီ။ခိုင်းလုပ်ခဲ့သလိုသူတို့တွေလည်းမထိုးတတ်တော့ဘူးဆိုလို့ရှိရင်ထောင်ပိုင်တွေကလည်းသူတို့ကိုအုံချပြီးတော့ငွေရှာလို့ရမှာမဟုတ်တော့ပါဘူး။ကိုင်းသားအလုံးကလည်းသဘောတူထားတဲ့အတိုင်းပဲထောင်ပိုင်တွေကထိုးသက်ခိုင်းတဲ့အခါမှာဘသူမှမထိုးကြတော့ပါဘူး။ထောင်သားတွေကလည်းတစုတစည်းတည်းဖြစ်သွားပြီးတော့သူတို့မှထောင်ပိုင်တွေကိုတံပြန်တိုက်နိုင်တဲ့အင်အားရှိလာတော့ထောင်ပိုင်တွေကိုလည်းမကြောက်ကြတော့ပါဘူး။အချင်းသားတွေအလုံးကဒီလိုစီးလုံးသွားတာက ခိုင်းကြောင်ပဲဆိုတာကိုဗိုလ်ချုပ်တွေတီးသွားကြတော့ခိုင်းုံရှင်းပြဖို့အတွက်နီးလန်းရှာကြပါတယ်ဒီတိုင်းတိုင်းပြီးတော့တက်ပြစ်လိုက်မယ်ဆိုလို့ရှိရင်ခိုင်းကသူရဲကောင်းဖြစ်သွားပြီးတော့အားလုံးကလည်းပို့ပြီးတော့လေးစားသွားကြမှာဆိုတာကြောင့်မလို့ထောင်သားချင်းချင်းတိုက်ခိုက်ရင်းနဲ့တေးစီဖို့အတွက်အစီအစဉ်တစ်ခုကိုဆွဲပါတယ်အဲဒီအကြောင်းကိုတန်ရှင်းလုပ်တဲ့ထောင်သားတယောက်ကခိုးနားထောင်နေရကြောင်းမလို့သိခဲ့ရပါတယ်အဲဒီအချိန်မှာတော့ခိုင်းတယောက်အရန်အားနေနေပါပြီထောင်သားတွေကလည်းခိုင်းုံချုံအောင်ထားရကနေပြီးတော့လွှတ်ပေးလိုက်ပြီးတော့ဈေးပေးကောင်ကိုခေါ်သွားတာဒဏ်ရာတွေကိုပြန်လဲကူတာပေးခဲ့ပါတယ် ဒဏ်ရာရတက်တာလာတော့ထောင်ပိုင်တွေကထိုးတတ်မဲ့အချိန်မရောက်ခင်အထိခိုင်းကိုတီးတန့်အချုပ်ခိုင်းတွေကိုထိထားခဲ့ပါရီအချိန်ရောက်လာတော့ထောင်ဆောင်တွေကခိုင်းကိုအချုပ်ခိုင်းရဲ့ရှောက်လန်းစီကိုခေါ်သွားခဲ့ပါရီကျန်တဲ့ဂျင်းသားတွေကိုတော့အခန်းပြင်ကိုထွက်လို့မရအောင်ပိတ်လောင်ထားကြပါရီခိုင်းရောက်လာပြီးရဲ့နောက်မှာတော့ဘိုးချုပ်ကအခုဘသူမှစီးကမ်းမလိုက်နာတော့ပဲအာနာပိုင်တွေကိုစိန်ခေါ်နေကြပြီအမိတ်မနာခံခြင်းရဲ့အကျိုးဆက်ကဘာဖြစ်မလဲဆိုတာကြည့်ကြဆိုပြီးတော့အချင်းသားအားလုံးပြောလိုက်ပါရီအဲ့နောက်ထောင်ပိုင်တွေကခိုင်းကိုမီလိုလို့ခေါ်ရဲအကောင်ကြီးကြီးအချင်းသားတယောက်နဲ့ထိုးသက်ခိုင်းပါရီ အဲအဲ့ဒီမီလိုရဲ့ပုံစံကစိတ်လွတ်နေတဲ့လူလိုဖြစ်နေပြီးတော့ထောင်းလုံးတွေကတော့မှကျိုးနဲ့ထိန်းထားတဲ့လူမျိုးပါကျိုးလွတ်ပေးလိုက်တာနဲ့မီလိုကခိုင်းစီကိုဂမူးရှူလိုပြေးဝင်သွားပြီးတော့တိုက်ခိုက်လိုက်ပါတယ်ဒါမဲ့လေခိုင်းကပြန်လဲမတိုက်ခိုက်ပဲရှောင်းရင်တင်းရင်နဲ့မီလိုရဲ့အပြုတ်မှုသတိထားမိသွားပါတယ်မီလိုရဲ့အပြုတ်မှုကခိုင်းတီးတဲ့အချုပ်ခန်းနဲ့ကြားနေတုန်းကဘေးခန်းကလူနဲ့တူနေအောင်သတိရသွားခဲ့ပါတယ်အဲ့ဒါနဲ့ခိုင်းကအချုပ်ခန်းနဲ့ရောင်းနေတုန်းကလိုမျိုးနေရန်ကိုထုပြီးတော့အချက်ပြဖို့လုပ်လိုက်ပါတယ်မီလိုကနေရန်ထုတန်ကြတော့သူလည်းပြန်ထုပါတယ်နေရောက်သားကနေရန်နေကိုအပြန်အလှန်ထုကြရင်နဲ့ မီလိုလေးပဲပြန်လဲသတိဝင်လာပြီးတော့တိုက်ခိုက်နေတာကိုရက်လိုက်ပါရီအဲ့ဒါအမင်းနဲ့ထောင်ပိုင်တွေကလည်းအမိတ်မနာခံတော့တဲ့မီလိုကိုပြစ်တက်ဖို့လုပ်ပါရီခိုင်းကလေသူဘရုံးမှမထိုးတော့ဘူးသူ့ကိုတက်လိုက်လို့អော်ပြောတော့အချင်းသားတွေအားလုံးကလည်းနေရန်နေကိုထုခွက်တေကိုခောက်ပြီးတော့မီလိုနဲ့ခိုင်းကိုអော်ဟစ်အားပေးလိုက်ကြပါရီမီလိုကလည်းသူ့ကိုတနက်နေ့ချိန်တိုင်းထောင်ဆောင်တွေကိုတွေ့တော့ဒီကောင်လေးကသူ့ကိုအန်နီရပြီးမဲ့ရန်သူတွေမှန်းတီသွားခဲ့ပါပြီထောင်ဆောင်တွေကခိုင်းကိုပြစ်လိုက်ဖို့ပြင်လိုက်စင်ပါပဲမီလိုကပြေးဝင်လာကြမလို့မီလိုကိုပြစ်လိုက်ရပါရီမီလိုတယောက်လည်းတနက်နေ့အပြစ်ခံလိုက်ရပါပဲ ဘာမှမမှုပဲထောင်ဆောင်တွေကိုတယောက်ပြီးတယောက်တိုက်ခိုက်ရင်းနဲ့လဲကြသွားခဲ့ပါတယ်။တခြားကျင်းသားတွေကလည်းတကားတွေကိုဖျက်ပြီးတော့ထွက်လာကြကာထောင်ဆောင်တွေကိုတိုက်ခိုက်ပြီးတော့ကူညီပေးလိုက်တာကြောင့်မလို့ထောင်ဆောင်တွေလည်းပဲအတက်လူထွက်ပြေးကြပါတယ်။မီလိုကတော့ဒဏ်ရာပြင်းထန်စွာရသွားခဲ့ပြီးတော့ခိုင်းကတူးတက်ကိုကယ်ခဲ့တဲ့မီလိုရဲ့နောက်ဆုံးအချိန်ထိဘေးနားမှာစောင့်ပေးနေခဲ့ပါတယ်။အခုချိန်မှာတော့အကျဉ်းသားတွေကထောင်ပဖို့တက်စူးစမ်းနေကြပြီးတော့ထောင်ထဲကပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးနေကြတာကိုတွေ့ရပါတယ်။အဲဒီအချိန်မှာထောင်ပိုင်တွေကလက်နက်ကင်အင်အားဖြည့်ပြီးတော့အကျဉ်းသားတွေကိုနှိမ်နှင်းဖို့လုပ်ပါတယ်။ အချင်းနေမကောင်းတော့အောင်မြင်တော့ခိုင်းကအခိုင်းထဲမှာပိတ်မိနေတဲ့လူကြီးကိုခေါ်ထုတ်လာပြီးတော့နေရောက်သားကလုံညုံတဲ့နေရာမှာပုန်းနေကြပါလိလူကြီးကအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့လုပ်တဲ့သူတွေကိုမကြိုက်ကြောင်းပြောလိုက်ပြီးတော့သူတက်လိုက်တဲ့လူတွေကလည်းစကားအလုံးများတဲ့လူတွေဖြစ်ကြောင်းနေစကားလုံးတွေကိုမပြုံးတိပေးနဲ့ဘာမှမပြောတာကအကောင်းဆုံးပဲလို့ခိုင်းအောင်ပြောပြနေခဲ့ပါလိခိုင်းကလေလူတယောက်ကသူ့ရဲ့မိမကိုတက်လိုက်တော့မတရားမှုတွေကိုတီးမခံနိုင်တော့လို့အဲ့လိုပြန်ပြီးတော့တက်လိုက်တယ်အဲဒါကြောင့်သူကသူ့ရဲ့ပုံစံအစ်စ်ကိုဆုံးရှုံးလိုက်ရပြီးတော့အရန်ဆိုင်တကောင်လိုမျိုးဒီလိုထောင်းအောင်ရောက်လာခဲ့တယ်လို့ပြန်ပြောပြလိုက်ပါလိ ခိုင်းပြောတော့နားထောင်ပြီးတော့လူကြီးကလည်းအပြင်ထွက်ချင်တယ်ဆိုလို့ရှိရင်ခိုင်းအပြင်ထွက်လို့ရအောင်လို့သူကကူညီနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲဒီတော့အဲလူကြီးကခိုင်းကိုသူတို့နေတဲ့အချုပ်ကန်းစီကိုပြန်ခေါ်သွားပြီးတော့လုံခဲ့တဲ့နှစ်20ကျော်လေးကဒီထောင်မှာဖြစ်ပျက်ခဲ့သမျှလူသေးမှုတွေလူတက်မှုတွေကိုသူကမှတ်တမ်းတင်ထားတဲ့အချက်လက်တွေကိုထုတ်ပြလိုက်ပြီးတော့ဒီမှတ်တမ်းကတော့အပြင်ကလူတယောက်လောက်တော့စိတ်ဝင်စားလောက်မှာပါလို့ပြောလိုက်ပါတယ်။အဲဒီတော့ခိုင်းကိုလူကြီးကနောက်ဆုံးတစ်ပွဲတော့ထပ်ပြီးတော့ထိုးဖို့လိုအပ်တယ်။ထိုးဝဲပြီးရတဲ့ထောင်ပိုင်တွေကခိုင်းကိုခေါ်သွားပြီးတော့တတ်ဖို့စီစဉ်ထားတယ်လို့ပြောလိုက်ပါတယ်။ ခိုင်းရလေထပ်ပြီးတော့မထိုးကျင်တော့ဘူးလို့ပြောလိုက်တော့လူကြီးကလည်းသူ့စီစဉ်နေရဒီကနေထွက်သွားနိုင်မှုဆိုရင်နောက်ဆုံးတပွဲတော့ထိုးမရမယ်လို့ပြောလိုက်ပါရီအဲ့ဒီညအဖြစ်ပြက်တွေကြောင့်မလို့ထောင်သား9ယောက်နဲ့ထောင်ဆောင်1ယောက်တေးခဲ့ကြပြီးတော့အဲ့ဒီအချိန်ကစပြီးထောင်သားချင်းချင်းလည်းရံမမှုကြတော့ပါဘူးအချင်းသားအလုံးကနှစ်ပတ်တိတိတိုက်ပိတ်ခံလိုက်ရပါရီခိုင်းရသူ့စနီးရဲ့ပုံကိုထုတ်ကြည့်ပြီးတော့ဒီကနေထွက်နိုင်မှုဆိုရင်သူနောက်ဆုံးတပွဲထပ်ပြီးတော့ထိုးရမယ်လို့ပြောနေပါရီ ဲနောက်တော့ခိုင်းနဲ့ဗာရာတို့ထိုးတက်မဲ့အချိန်ကိုရောက်လာခဲ့ပါပြီ။ဗိုလ်ချုပ်တွေကတော့ခိုင်းကဗာရာကိုမနိုင်လောက်ဘူးလို့ထင်ထားခဲ့ကြပါရည်။ဒါပေမဲ့နိုင်နိုင်ရှုံးရှုံးမှာသူတို့ရဲ့အစီအစဉ်ကတော့ခိုင်းကိုတက်ပြစ်မှာဖြစ်ပါရည်။ခိုင်းကလည်းရှုံးရင်တော့ဗာရာကသူ့ကိုတက်မှာမလို့အစွမ်းကုန်ကြိုးစားပြီးတော့တိုက်ခိုက်နေခဲ့ကနောက်ဆုံးမှာတော့ဒါကဘီလီအတွက်လို့ဆိုကဗာရာရဲ့ခေါင်းကိုတန်တိုင်းနဲ့စောင်းထည့်ပေးလိုက်ပြီးတော့အဆုံးသတ်ပေးလိုက်ပါရည်။ထောင်ကုန်းတွေကလည်းအဲနောက်မှာတော့သူတို့ရဲ့အစီအစဉ်အတိုင်းပဲခိုင်းကိုလက်ထိတ်ခတ်ပြီးတော့ဖမ်းခေါ်သွားခဲ့ပါရည်။ ထောင်လုံးနေကခိုင်းကိုကားထားတဲ့ဂိုးတောင်စီကိုခေါ်သွားတဲ့အချိန်မှာကြိုရောက်နေတဲ့လူကြီးကထွက်လာခဲ့ပြီးတော့ထောင်လုံးနေကိုရိုက်နှက်ကကူညီပေးပါရီခိုင်းကလည်းထောင်မှုကိုဖမ်းချုပ်လိုက်ပြီးတော့လက်ထိတ်ကိုဖြုတ်ခိုင်းလိုက်ကသူစနီးပြီးထားတဲ့လက်စွပ်ကိုပြန်ယူလိုက်ပါရီအဲဒီနောက်မှာတော့ခိုင်းကလည်းပြင်လက်ဆကားပေါ်ရီကြီးကိုထောင်မှုရဲ့ခြေထောက်ပေါ်ကိုပြုတ်ကျသွားလုလိုက်ပါရီလူကြီးကလည်းသူ့ကြိုတင်စီစဉ်ထားတဲ့အတိုင်းဗိုလ်ချုပ်ရဲ့ယူနီဖောင်းအဝတ်အစားတွေကိုခိုင်းကိုပေးလိုက်ပြီးတော့ဗိုလ်ချုပ်ရဲ့ကားနဲ့ဂိတ်ကိုဒီတိုင်းဖြတ်မောင်းသွားလိုက်ဘယ်သူမှတားမှာမဟုတ်ဘူးလို့ပြောလိုက်ပါရီ ခိုင်းကလူကြီးလေးပဲအတူလိုက်ခဲ့ရမယ်မဟုတ်လားလို့မေးလိုက်တော့လူကြီးကဒီနေရာကသူ့ရဲ့အိမ်လိုဖြစ်နေပြီးတော့သူဒီမှာလှုပ်ရှားရည်အများကြီးကြံနေသေးတာကြောင့်မလို့အတူတူမလိုက်နိုင်သေးဘူးလို့ပြောလိုက်ပြီးတော့သူမတန်းတင်ထားတဲ့အချက်လက်တွေကိုခိုင်းကိုပေးလိုက်ပြီးတော့ဒီเจ้าတွေကိုလူတွေသိပါစေလို့ပြောကခိုင်းကိုအမြန်ထွက်သွားဖို့တက်ပြောလိုက်ပါရီအိမ်နောက်ခိုင်းကဘိုးကျိုးအယောင်ဆောင်ပြီးတော့ AC ပဲကားမောင်းကထွက်သွားခဲ့ပါရီခေးကြောင်တွေကလည်းဘိုးကျိုးရဲ့ကားဆိုတော့တန်တရားမဝင်ကြည့်အောင်မကြည့်ဘဲနဲ့ဖွင့်ပေးလိုက်ကြပါရီ တပတ်မှလည်းဘိုးချုပ်ရဲ့ဧည့်သည်ပြန်သွားအောင်အခန်းအပြင်မှာစောင့်နေတဲ့လူကြီးကလည်းဘိုးချုပ်အခန်းထဲကိုခိုးဝင်လိုက်ပါရီဘိုးချုပ်ကလူကြီးကိုမြင်တော့အယံအမလန်သွားခဲ့ပါရီလူကြီးကလည်းစကားတွေအများကြီးပြောမလို့တော့ဘင်းနဲ့ဘိုးချုပ်ကိုတခါလေးရှင်းပြလိုက်ပါရီအဲနောက်လူကြီးကရပလီကိုမောတော့လိုက်ပြီးတော့ဘိုးချုပ်ရဲ့လောင်းငေသားရီလာတာကိုအေးအေးဆေးဆေးထိုင်ဆောင်နေခဲ့ကဘာမှငင်းဆန်မနေဘဲနဲ့အဖမ်းခံလိုက်ပါရီတပတ်ကခိုင်းကတော့ထောင်ပြင်းအောင်မြင်စွာထွက်ပြေးလာနိုင်ခဲ့ပါပြီခိုင်းကသူစနီးရဲ့ဓာတ်ပုံကိုထုတ်ကြည့်လိုက်ပြီးတော့ငါးရီအောင်မြင်စွာလုံးနိုင်ခဲ့ပြီလို့ပြောလိုက်ပါရီ သုံးလကြာပြီးတဲ့နောက်မှာတော့လူကြီးခိုင်းဝပေးလိုက်တဲ့ထောင်ထဲကအကျင်းသားရဲ့စီကနေပြီးတော့ငွေရှာနေတဲ့အာနာပိုင်နေရဲ့အရှုပ်တော် ပုံအချက်လက်တွေကြောင်းမလို့ကာရာဗာဗီထောင်လေးပဲအပီးပိုင်အပိတ်ခံထီးသွားခဲ့ရပါတယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကဒီမာရီမဲ့အဆုံးသက်ပါပြီခင်ဗျာ။နောက်ရက်ဒီများမှလည်းပဲစကားကောင်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်းပဲ like and subscribe လေးလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါကြခင်ဗျာ။အချိန်ပြီးပြီးတော့အဆုံးဒီအားပေးတီးရှုပေးကြရတဲ့ပရိသတ်တယောက်စီတိုင်းကိုဒီလိုအထူးပဲတင်ရှိပါကြောင်းလေး ကြော်ရီနောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့လားခင်ဗျာ။